အမျိုးသားတွေမှာပန်းတေပန်းညူဖြစ်လေရှိတဲ့အဓိကအကြောင်းရင်းတွေကတော့စီဂျိုယောဂနှိမ့်ချကြိုက်အိပ်မပျော်တာသွေးရင်းမှာအဆီဓာတ်တွေများနေတာသွေးကြောကျင်းယောဂနှလုံးယောဂဒါတွေကြောင့်ဖြစ်လေရှိပါတယ်။ ဒီယောဂါတွေကြောင့်မဟုတ်တိတိုင်အောင်အချို့တော့ယောက်ျားလေးတွေမှာဆိုရင်တော့ပန်းတေပန်းညိုမဟုတ်ပေမဲ့လိမ်ပိုင်းဆိုင်ရာအာနေတာကိုယ့်ရဲ့အနေအထားကိုအားရကျဉ်းနေမှုမရှိတာမျိုးတွေကိုခံစားရလိမ့်ရှိပါတယ်။တချို့တွေကတပွဲလိုနီးနဲ့ဆေးတောက်ပြီးတော့ဖြည့်ရှင်းကြပေမဲ့ဒါဟာရေရှည်တော်တော်မကောင်းပါဘူးနော်။ဆောင်ရွက်ဆောင်ရွက်တွေများတဲ့အတွက်ကြောင့်မို့လို့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာတောက်တင်ပါတယ်။ဒါအပြင်တောက်တာကြာလာတဲ့အခါမှာ ်သေးမပါရင်အလုံးမဖြစ်တော့တာမျိုးတွေလည်းရှိလာတတ်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အမျိုးသားတိုင်းအတွက်မရှိမဖြစ်ဗီတာမင်တွေအကြောင်းကိုပြပြပေးသွားပါမယ်နော်။အစာလဲစီစီလဲအစာဆိုသလိုဗီတာမင် B ဗီတာမင် C ဗီတာမင် D ပေါ်ကျွဲဝါတဲ့အစာအစာတွေကိုပုံမှန်စားပေးတာအပြင် ြည့်စွက်အားစေးတွေကိုပုံမှန်တောက်ပေးတာကလည်းပန်းသေးပန်းညူပြဿနာကိုတနည်းတစ်ပုံကူညီဖြေရှင်းပေးနိုင်ပါတယ်။စေးပညာတွေအရသူ့ဝေဒနာစာတန်းတွေကနေပြီးတော့ခိုင်ခိုင်မာမာမညှိုးဆိုတာဟုဆိုပေမဲ့တချို့စာတန်းတွေအရတော့ထိရောက်မှုရှိတယ်လို့ဆိုကြပြန်ပါတယ်။ဒီတော့ပင်ဆိုစေကမူတနေ့တာအတွက်လိုအပ်တဲ့ဗီတာမင်စုံနဲ့အစားအစာတွေကိုစားတာဖြည့်စက်အားစေးတွေကို တောက်တာကကိုယ့်ရဲ့ကျန်းမာရေးအတွက်ထိခိုက်မှုမရှိနိုင်တဲ့အတွက်ကြောင့်မို့လို့အရှုံးတော့မရှိပါဘူးเนาะဒါဆိုရင်ဘလိုဗီတာမင်တွေကို သုံးဆွဲရမယ်ဆိုတော့ပြပြပေးခြင်းပါတယ်။ပထမအဆုံးတစ်မျိုးကတော့ဗီတာမင် D ပါ။ပန်းတေပန်းညိုယောဂခန်းစားရလေးရှိတဲ့အမျိုးအသားတော်တော်များများကိုစစ်ဆေးကြည့်တဲ့အခါမှာဆိုရင်ဗီတာမင် D ဓာတ်ထိုးတဲ့နေတာကိုတွေ့ရတတ်ပါတယ်။တကယ်လို့ကို့မှာသာဗီတာမင် D ဓာတ်တိတိတတ်တာထိုးတဲ့နေမယ်ဆိုရင်တော့အယိုးအဆစ်တွေကြွက်သားတွေနာတာအားနေတာတွေကိုခန်းစားရလေးရှိပါတယ်။နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေကိုပုံမှန်တောက်ပေးမယ်ဆိုရင်တော့လိုအပ်တဲ့ဗီတာမင် D ဓာတ်ကိုရရှိနိုင်ပါတယ်နော်။ အရတဲ့မျိုးကတော့ဗီတာမင် C ပါ ခန္ဓာကိုယ်ထဲမှာသွေးတွေကောင်းကောင်းမွန်မွန်မစိစင်းနိုင်တာကလည်းပန်းတွေပန်းညိုရောဂါဖြစ်စေတဲ့အကြောင်းရင်းတွေကတခုပါပဲเนาะ ဗီတာမင်စီကခန္ဓာကိုယ်ရဲ့အတွင်းထဲကသွေးတွေကိုကောင်းမွန်စွာလည်ပတ်စီးဆင်းနိုင်မှုအတွက်အကူအညီပေးနိုင်ပါတယ်။ဗီတာမင်စီကိုသင်ရဲ့ခန္ဓာကိုယ်ထဲမှာကြာချေစွာမထိန်သိမ့်ရတဲ့အတွက်ကြောင့်မို့လို့ဗီတာမင်စီပေါ့ကျွယ်သွားတဲ့အစာအစာတွေကိုနေ့စဉ်စားသုံးပေးဖို့လိုအပ်ပါတယ်။သတိဝလံတွေထဲကမှအချင်းနဲ့အတီးတွေ၊အရေရှွမ်းတဲ့အတီးတွေကိုပုံမှန်စားပေးတာကလည်းဗီတာမင်စီကိုရရှိနိုင်ပါတယ်နော်။ နောက်ထပ်တစ်ခုကတော့ဗီတာမင် B folic acid တွေပါခန္ဓာကိုယ်ထဲမှာဗီတာမင် B တွဲတက်ထွက်တဲ့အခါမှာပန်းစီပန်းညိုယောဂါနဲ့အများကြီးဆက်ဆက်မှုရှိပါတယ်ဗီတာမင် B3 ဗီတာမင် B တွဲနဲ့ folic acid တွေကိုဆိုရင်တော့ငါးတွေအသားတွေပဲမို့ဂျုံအာလူနဲ့ဥအမျိုးမျိုးတွေကနေပြီးတော့ရရှိနိုင်ပါတယ်နော်နောက်ဆုံးတစ်မျိုးကတော့တက်ထူတက်ပါဗီတာမင်မဟုတ်ဘဲနဲ့နောက်ထပ်လိုအပ်တဲ့တက်တက်မျိုးကတက်ထူတက်ပါပဲနော် တထုတက်ကလင်အင်ကထောင်မတ်တဲ့အခါမှာလိုအပ်တဲ့တက်ဆိုစီရွန်အမည်ရှိတဲ့အမျိုးသားဟော်မုန်းကိုထိန်းချိပေးတဲ့အခါမှာအရေးကြီးပါတယ်။တထုတက်ကိုအမဲသားကြက်သားဆယ်မွန်ကတို့ဒိန်ချင်းအစိအစံပဲအမျိုးမျိုးတွေကနေပြီးတော့ရရှိနိုင်ပါတယ်နော်။ အစားအစာတွေကိုအမျိုးအစားအစုံပေါ့နော်ပုံမှန်စားသုံးဖို့ခက်ခဲတဲ့သူတွေကတော့အမျိုးသားတွေရဲ့တက်တည်တံထုတ်လုပ်ပေးထားတဲ့အာဆီတွေကိုသတ်သုံးပေးမယ်ဆိုရင်တော့လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုရရှိနိုင်ပါတယ်နော်အမျိုးသားတွေအားလုံးစိတ်သွားတိုင်းကိုပါနိုင်ကြပါစေလို့ဆုတောင်းပေးနေပဲဗီဒီယိုလေးကိုနှီးကုန်းထုတ်လိုက်ပါတယ်နော်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့နော်